အားလုံးမင်္ဂလာပါရှင်။ကျွန်မဒီတစ်ခေါက်ဆက်လက်ပြီးတင်ဆက်ပေးချင်တာကတော့ဆရာကြီးလူထုဦးလာရဲ့မနီးတဲ့ဘဝခရီးဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါရဲ့ရှင်။လိုက်ပါခန်းစားနားဆင်ပေးကြပါဦးရှင်။တတိလက်တော်ပေးစစ်တိုက်အိပ်ပျော်သွားရကနိုးလာလို့တတိရလာတဲ့အခါမောင်ထွန်းတင်အင်မတန်ရေငတ်နေတယ်။အသက်ရှူလိုက်ရင်ရင်ဝမှာအောင့်အောင့်နေတဲ့ဝေဒနာကိုလည်းသူခံစားနေရတယ်။ဆောင်းမရှိ ခေါင်းအုပ်မရှိနဲ့အခန်းအပြင်ဘက်မှာအိတ်နေရတာကြောင့်တကူလုံးလေးအေးဆဲလို့ရေတောက်ချင်လောနာနဲ့အမောင်ထဲမှာရေအိုးရှိရာကိုစမ်းပြေးသွားတယ်။ရေအိုးစီရောက်တော့အိုးထဲမှာရေခွက်ရှာမတွေ့ဘူး။သူ့အဖေနဲ့မိတွေ့အိတ်နေတဲ့အခန်းထဲမှာမိခွက်ရှိတယ်ဆိုတာသိပေမဲ့သူတော့မယူဝံဘူး။သူ့ရင်ဝါကိုအဖေကစောင့်ကမ်းပြီးအဖေရောမိတွေ့ရောကပြစ်ထားတာကိုတတိယလို့စိတ်နာဝမ်းနေတယ်။ ဒီတော့အမေကိုလည်းပုံလွှမ်းတယ်အကိုရိစီကိုလည်းမြင်မြန်ရောက်ချင်တယ်ဒီလိုစိတ်နာနေလို့မပြီးဘူးရေတောက်ရမှဖြစ်မယ်အိုးနာတဝိုက်မှာရေခွက်ကိုဟိုဆန်းဒီဆန်းဆန်းနေတော့အခန်းထဲကမိချစ်ချစ်တန်ကိုကြားလိုက်ရပြီးမိခွက်ရဲ့အလင်းရောင်ကိုပါမြင်လိုက်ရတယ်ဘာလုပ်နေတာလဲလို့သူ့အဖေကငေါက်ပေးလိုက်တဲ့အတန်းကလည်းအလင်းရောင်နဲ့အတူလိုပဲထွက်လာတယ်ရေစာလို့အဖေ ရေခွက်ရှာမရလို့ပါလို့ပြန်ပြောလို့ဆုံးတာနဲ့ယော့ဆိုတဲ့သူ့အဖေရဲ့အသက်နဲ့အတူသူ့ရှေ့နာဒံရေခွက်ကလေးကြားလာတယ်။ရေခွက်ကလေးကိုကပြာကတိကောက်ပြီးရေအိုးထဲကရေတွေကိုတစ်ခွက်ပြီးတစ်ခွက်ခတ်တောက်တယ်။သိမ့်ငတ်နေစာနေတာကိုအခုတောက်တဲ့ရေဟာဒီအိမ်မှာသူနောက်ဆုံးတောက်တဲ့ရေဖြစ်ပါပဲလို့သူထင်တယ်။သူတစ်ခုခုလောက်ရတော့မယ်လေ။အခန်းထဲက မိခွက်အလင်းရောင်ဟာမောင်ထွန်းတင်လက်ထဲရေးခွက်ကလေးရောက်တဲ့အချိန်မှာသူ့အဖေပြန်ပုတ်လိုက်လို့ငြိမ်သွားပြီဒီတော့အိညာကနူးဆလိုပဲပြန်မောင်းနေပြီပေါ့ရေဝအောင်တောက်ပြီးတဲ့နောက်ဒီအိမ်ကဆင်းပြီးခြေဦးတေရငါသွားတော့မယ်ဒီအိမ်မှာနေရင်ငါသာအပြစ်တွေတစ်ခုပြီးတစ်ခုတိုးလာပြီးအရိုက်အနှက်အကန့်အကျောက်အမျိုးမျိုးကိုခံနေရလိမ့်မယ်လို့တွေးမိတယ်ဟုတ်တယ်တွေးမိမှာပဲတွေးမှာပဲ ရေးတော့ပြီးခါမှသူ့ရင်ညွန့်ကအိုအောင်လာတယ်လို့သူထင်တယ်။အသက်ရှူရတာကြက်နေပြီးသူ့တကိုယ်လုံးချွေးဆေးတွေကြာလာတယ်။ဒီလိုဝေဒနာခံစားနေရပေမဲ့မိုးလင်းတော့ကဘယ်သူကကျင်ကျင်နာနာပြုစုကုသပေးပါလဲ။ဒီအိမ်ကဆင်းရင်အခုဆင်းမှဖြစ်မယ်လို့ဆုံးဖြတ်ပြီးမောင်နဲ့မင်းမင်းမဝါးလေကားကလေးကိုစမ်းပြီးခြေတန်းရှိအိမ်ပေါ်ကနေဆင်းနေ။ရေဝင်တဲ့အရက်တွေဆိုတော့အိမ်တွေက ခြေတန်းရှိကြီးတွေစောက်ကြတယ်။ မောင်ကြီးမဲမဲလေးဖြစ်တန်ရတန်ချက်ဝေဒနာတွေကလည်းခံစားနေရတော့ကိုထစ်ရှိတဲ့လေကားပေါ်ကမောင်ထွန်းတင်ချော်ချလိုက်တာဒုတ်ဒုတ်ထိမြေကြီးပေါ်ရောက်ရုံမြေကြီးပေါ်ရောက်တော့မေ့တော့မေ့မနေဘူးအဖေရင်ဝကန်လိုက်တုံကားလောက်တော့မပြင်းထန်ဘူးလို့ဆိုရမလားပဲဒါပေမဲ့လက်ဝဲဖက်လက်မောင်းကမခံနိုင်တော့အောင်နာတယ်ဒါနဲ့ရလက်မောင်းနဲ့အပါမှကြည့်တယ်မလို့ရပါပေမဲ့ လက်ကောက်ဘုတ်ကိုလှုပ်ကြည့်တော့အင်မတန်နာတယ်။လှုပ်လဲမလှုပ်နိုင်တော့ဘူး။လေကောက်ဘုတ်ကနှိမ့်ချတော့ကလေကထစ်နဲ့ရိုက်မိတဲ့လက်ကောက်ဘုတ်ကတွင်တွင်ကြီးချိုးသွားပြီလေ။လက်ချိုးတယ်ဆိုတာသေးတဲ့ဝေဒနာမဟုတ်ဘူး။ဒါပေမဲ့သူကြိတ်မိတ်ခံပြီးနောက်မှဖြစ်လို့ရဖြစ်ဆိုပြီးလူတွေမမြင်ခင်ရွာကထွက်နေဆိုပြီးကမန်းကရန်ထထွက်သွားတယ်။ရွာကထွက်မိပြီးလို့သူ့အမေတင်းချိုင်းကိုရောက်တော့သူ့ဘယ်ဖက်လက်ကောက်ဘုတ်ကို တစ်ဖက်လက်နဲ့အပါပင့်ပြီးယိုယိုတေတေဥနေရှ िख ိုးလိုက်တယ်။ပြီးတော့ကျွန်တော်တွားရတော့မယ်အမေလို့ညက်ရီဆက်လက်နဲ့လှမ်းပြောလိုက်တယ်။နောက်ပြီးဒိုင်းတော်ကြီးထဲမှာပြတ်သွားရော။အင်ကထွက်လာခဲ့ပြီမေ။ဘယ်သွားလို့ဘယ်ရောက်မယ်ဆိုတာမောင်ထွန်းတင်လေးဘာမှမသိဘူး။ရောက်ချင်ရရောက်ပါစေ။အင်ကဒုက္ခတွေနဲ့ဝေးရင်တော်ပြီဆိုရဲရည်ရွယ်ချက်နဲ့သူထွက်ခဲ့တာပဲ။ ဂိုင်းတော်ရင်ချီဦးတေရသွားနေရင်ကလမ်းရောင်ရောင်ရှိတဲ့အတိုင်းသူလိုက်သွားတယ်။တော်တော်ကလေးကိုသွားမိတော့သူ့ရင်ဝကပိုအောင်လာတယ်။ဘယ်ဖက်လက်ကဝက်ကလည်းရောင်ကိုင်းပြီးကြိုက်လာတယ်။လက်ကိုစပ်မထားနိုင်ဘူး။ကြာလေနာလေပဲ။ဒါကြောင့်နာနာရဲဘဲလက်ကိုအောင်နေတဲ့ရင်ဘတ်မှာကန်။ညာဖက်လက်နဲ့ပိုက်ပြီးခရီးတွင်အောင်မြန်မြန်လျှောက်တယ်။ကျွဲတွေနွားတွေတူးဝိသွားလာလို့ဂိုင်းတော်ကြီးထဲမှာ လမ်းရောင်ရှောင်ဖြစ်နေတာကိုလမ်းလူသဘောထားပြီးလိုက်သွားရင်လမ်းဆပြောက်သွားလို့ဂိုင်းတော်ကြီးကိုပြန်တွေ့ရတာလေမတက်သားဘူးဘာမှလည်းမစားရဘယ်သွားရမဲဆိုတာလေတိတိချချာဘာမှမသိပဲဂိုင်းတော်ကြီးတဲ့ကထွက်ဖို့ကြိုးစားနေတာညနေဆောင်တော့မှ အပြင်ရောက်ပြီးမျက်စိတစုံကျေဝန်းနဲ့လေခွင်းကြီးကိုတွေ့ရတယ်။လေခွင်းကြီးရဲ့တစ်ဖက်မှာတော့ရေးရေးသာမြင်ရတဲ့တစ်ပင်အုပ်အုပ်ရှိတယ်။ဒီ တစ်ပင်အုပ်ရှိတာဟာရွာဖြစ်မှာပဲဆိုပြီးမောင်ထွန်းတင်တအားတက်လာတယ်။ဒီတော့လေကွင်းပြင်ကြီးကိုဖြတ်ပြီးအဲ့ဒီတစ်ပင်အုပ်အုပ်တွေရှိရာကိုမှန်းပြေးသွားတယ်။နေဝင်လှုပ်လှုပ်အချင်းသူရောက်သွားတဲ့အဲ့ဒီရွာကတော့ရှမ်းရွာကြီးလို့ခေါ်တဲ့ရွာပဲ။လူတွေနေတဲ့ရွာကိုရောက်တာတော့ဟုတ်ပါပြီ။ဆွေမျိုးအတိအကျွမ်းကမရှိဘူး။ရှိအောင်တော့ဒီကလေးငယ်ကလေးကဘယ်သိပါမလဲ။ဒီတော့ဘယ်အိမ်ဝင်ပြီးမိခိုရမလဲ။ အခုအငြိတောင်းရမလဲဆိုတော့သူမဝေခွဲနိုင်ဘူးဘေးအိမ်ထဲကမှလည်းစွပြီးသူမဝင်ဝွန့်ဘူးဒါနဲ့ရွာရိုးအတိုင်းရှောက်သွားတဲ့အခါရွာထိပ်ကဘုန်းကြီးကျောင်းကိုရောက်လာရောဘုန်းကြီးကျောင်းဆိုတာဒုက္ခဖြစ်သူတို့ခိုးကိုးရနေရပဲဘုန်းတော်ကြီးဆိုတာတနာတတကြီးပဲလို့သူ့စိတ်ထဲမှာအလိုလိုပေါ်လာတယ်ဒါနဲ့ဘုန်းကြီးကျောင်းဝင်တဲ့သူဝင်သွားရောကျောင်းဝင်းကြီးဟာတိတ်ဆိတ်နေတယ် ကျောင်းလေးကားကတဖြည်းဖြည်းတက်သွားတဲ့အခါဖယားခန်းရှိနာကတင်ဖြူဖြာပေါ်မှာဖုံးတော်ကြီးတပားထိုင်နေတာကို သူတွေ့တော့အင်မတန်အားရှိသွားတယ်ဖုံးတော်ကြီးဟာအရွယ်တော်တော်ကြီးပြီဖုံးတော်ကြီးရှိမှာအသာသွားထိုင်ပြီးယိုယိုတေတေဥချလိုက်တယ်ဒီလိုဥချတဲ့အခါမှာဘယ်ဖက်လက်ကနာလွန်းလို့ဆုတ်တက်မိတယ်သူ့ရှေ့ရောက်လာတဲ့မောင်ထွန်းတင်ကိုစူးစူးဆိုက်ဆိုက်ကြည့်ပြီးဖုံးတော်ကြီးက မင်းလက်တစ်ဖက်ကဘာဖြစ်တာလဲလို့မေးတယ်။လေကားပေါ်ကလိမ့်ချလို့ပါဖေ။နေပါအောင်မင်းဘသူသားလေးလေ။အဖေကဥပြော့အမေကဒေါဖော့ပါဖေ။ဖုန်းတော်ကြီးကခဏစဉ်းစားပြီးငါလဲဒီဝါကတကာတကာမတွေအားလုံးကိုသိပါတယ်။မင်းပြောတဲ့နာမည်တွေတော့မကြဘူးဘူး။တပည့်တော်ဒီဝါကမဟုတ်ပါဘူးဖေ။မြပကိုးရွာကလာခဲ့တာပါဖေ။ဟေး ညပကိုးကဟုတ်လားလမ်းမရှိဘာမရှိတလောက်ဝေးတဲ့နေရာကမင်းဘလို့လှုပ်ပြီးဒီရောက်အောင်လာသလဲမင်းတယောက်ထဲလားဟုတ်ပါတယ်ခင်ဗျာတပည့်တော်တယောက်ထဲပါမနဲ့ဝီလီဝီလင်းကလေးကဂိုင်းတော်ကြီးတဲ့ကိုတိုးပြီးလာတာအခုဒီရောက်တာပါပဲခင်ဗျာအင်းဒုက္ခဒုက္ခကျောင်းပေါ်မှာအလင်းရောင်နေသွားပြီဖုံးတော်ကြီးကကျောင်းသားတယောက်ကိုခေါ်ပြီးဖျားမီးပူဇော်ခိုင်းလိုက်တယ်နောက်ပြီးဥစဉ်တွေ ကိုရင်တွေចောင်းသားတွေကိုခေါ်ပြီးမြပကိုးကိုရောက်ဖူးကြသလားလို့မေးတယ်။ဘယ်သူမှမရောက်ဖူးကြဘူး။ဘယ်လိုသွားရမှန်းတော့မသိကြဘူး။ဒီတော့ဖုံတော်ကြီးကမင်းဒီကိုဘာဖြစ်လို့လာတာလဲလို့ဆက်မေးတယ်။ဒီတော့မောင်ထွန်းတင်ကအဖေကရိုက်မိထွေးကဆိုလုံးဆဲလုံးလို့တပည့်တော်ခြေဦးတဲ့ရထွက်လာခဲ့တာပါဖရားလို့မျက်ရည်မကြအောင်မနေထိမ့်ပြီးဖြေလိုက်တယ်။ဒီတော့ဒုက္ခသည်ကလေးကိုတနာလာပြီး ုန်းတော်ကြီးကမင်းတမင်းဘယ်ကစားခဲ့တလဲလို့မေးတယ်။မောင်ထွန်းတင်ကအိမ်ကထွက်ကလေးကဘယ်သူနဲ့မှမတွေ့သေးလို့ဘာမှမစားရသေးပါဖရားလို့ပြန်လျှောက်တော့ဖုန်းတော်ကြီးဟာចောင်းသားတွေဖက်ကိုလှည့်ကြည့်ပြီးဟဲ့အုံးမောင်တကကြီးဖိုးဝင်းကိုခဏသွားခေါ်စမ်းပြီးတော့ထမင်းနဲ့ဟင်းကြံရင်ကလေးတစ်ယောက်စာ ယူခဲ့ပါလို့လည်းပြောလိုက်။ဟုတ်ခိုင်းလိုက်တယ်။ចောင်းသားကလေးရွာထဲသွားနေတော့ရောက်လာတဲ့တငယ်ကိုအကဲခတ်ရင်းဖုန်းတော်ကြီးက မင်းနမည်ဘလို့ခေါ်တယ်လဲမောင်ထွန်းတင်ပါဖေမောင်ထွန်းတင်တို့ရွာမှာဘုန်းကြီးเจ้าများမရှိဘူးလားမရှိပါဘူးမိုးတွင်မှာရေရီများလို့ចောင်းဆောက်စရာလဲနေရမရှိပါဘူးနှွေးဖက်မှာရွာကလူသေးရင်ဘုန်းကြီးကလဲနဲ့ခဏလာပြီးပြန်သွားတာပဲဖေဒီလိုမင်းနေဖြေနေကြတော့စောစောကထွက်သွားတဲ့ចောင်းသားလေးနဲ့ဥဖိုးဝင်းဆိုသူအသက်90အရွယ်လူကြီးတယောက်ဆရာတော်အရှိကိုရောက်လာကြပြီးဥချကြတယ် ဘုတော်ကြီးကကျောင်းကိုမောင်းထွန်းတင်ရောက်လာပုံအကြောင်းစုံနဲ့ထမင်းမစားရသေးတဲ့အကြောင်းဥဖိုးဝင်းကိုပြောပြတယ်။ထမင်းမာလိုက်တာမသေးခွဲလို့မယူခဲ့ပါဖရာ။မောင်းထွန်းတင်ကိုအိမ်ခေါ်သွားပြီးထမင်းကျွေးပါမယ်။အိမ်မှာပဲသိပ်ပါမယ်ဖရာလို့ဥဖိုးဝင်းကပြန်လျှောက်တယ်။အိမ်ကိုရောက်တော့မောင်းထွန်းတင်လက်ကတံရကိုဥဖိုးဝင်းကတည်တည်ချာချာကြည့်တယ်။လက်ကဝတ်အထက်နားမှာအယုနှချောင်းရှိတဲ့အထဲကနှချောင်းလုံးမဟုတ်ရင်တချောင်းတော့ကျိုးနေမှာတေချာတယ်လို့သူထင်တယ် ဒါပေမဲ့ဒီတန်ရာကကိစ္စမရှိပါဘူးကွာ။ဗကြီးပြောက်အောင်ကုပေးပါမယ်လို့ပြောပြီးမောင်ထွန်းတင်ကိုထမင်းကျွေးတယ်။စာတော့အင်မတန်စာတယ်။ဒါပေမဲ့လက်ကနာအာချီလို့မောင်ထွန်းတင်ကောင်းကောင်းမစားနိုင်ဘူး။အစာပြောက်အောင်ကြိုးစားပြီးစားတယ်။ဒီလိုစားပြီးတဲ့နောက်တကူလုံးတုံလာတယ်။ရင်ထဲကလည်းအောင့်လာပြန်တယ်။လက်ကလည်းမခံနိုင်လောက်အောင်ကိုက်လာတယ်။ဒါနဲ့သူ့အတွက်ခင်းထားတဲ့နေရာမှာဝင်လေပြီးဝေဒနာပေါင်းစုံကိုကြိတ်မိတ်ခတ်တယ်။ တမင်းမှအဲ့လိုမပြောဘူးညီရင်ညူရင်နဲ့မုန်ထိန်ထိန်လေးရောနုံနုံချင်းသူကြားရတဲ့စကားကယောဂတဲ့အိမ်ပေါ်ရောက်လာတာနမိတ်မကောင်းဘူးဆိုတဲ့မိမတယောက်ရဲ့အတန်ပဲဒီစကားကြောင့်သူစိတ်မကောင်းဘူးဥဖိုးဝင်းကတော့ဒါမျိုးတွေကိုဂယုဆိုင်ဟန်မတူပါဘူးမင်းတို့တကြောင်ခက်နေတာလို့ပြန်ပြောလိုက်ပြီးမောင်ထွန်းတင်ရှိရာကိုလာတယ်ငါတူကနိုးနေပြီကိုအေးကောင်းတယ်မင်းလက်နာကို ဒီရွာမှာကုလို့မဖြစ်ဘူး။ဘာကြီးညောင်လေးပင်ဆေးရုံမှာပြောင်းအောင်ကုပေးမယ်။ဘာမှမပုံနေလို့ဆိုပြီးမောင်ထွန်းတင်မျက်နှာတက်လို့ပြီးတဲ့နောက်မှာထမင်းချမ်းကြုံနင်းနေစီနဲ့လက်ဖက်ရည်ချမ်းတစ်ခွက်စီတောက်ပြီးခရီးထွက်ခဲ့ကြတယ်။ညောင်လေးပင်ဆေးရုံကိုရောက်တော့ဆရာဝန်ကဒဏ်ရာကိုစစ်ဆေးကြည့်ပြီးကလေးဒဏ်ရာရရချင်းဘာဖြစ်လို့ဆေးရုံကိုခေါ်မလာတာလဲလို့ဥပိုးဝင်းကိုငောက်တယ်။ဒီဒဏ်ရာတွေဟာခမည်းတော်ကလေးကိုရိုက်လို့ရလာတဲ့ဒဏ်ရာတွေပဲ။ အရေးယူတရားစွဲရမယ်လို့လည်းပြောတယ်။ဒါတော့မောင်ထွန်းတင်ကဥဖိုးဝင်းဟာစေးယုံကိုလိုက်ဖို့သူသားဖြစ်တဲ့အကြောင်းမြပကိုးကအထွက်အိမ်ပေါ်ကအစင်မှာ လေကားပေါ်ကချော်ချလို့ရတဲ့တန်ရာများဖြစ်တဲ့အကြောင်းသူပြောတတ်တယ်လို့ရှင်းပြတယ်။ဒါတော့ဆရာဝန်ကဥဖိုးဝင်းကိုဘာမှထပ်မပြောတော့ဘူး။ဒါပေမဲ့ကျေနပ်ပုံတော့မရဘူး။မောင်ထွန်းတင်လက်ကိုတည်တည်ချာချာထတ်ကြည့်တယ်။ရင်တွေကျိုးတွေကိုလည်းစစ်စစ်ကြည့်ရှုတယ်။ပြီးတော့ဆရာမကြီးများလက်ကိုအပ်လိုက်ပြီး အတွင်းလူနာအဖြစ်လက်ခံထားလိုက်တယ်။လူနာခန်းထဲရောက်လို့မကြခင်မှာပဲရဲအရာရှိတစ်ယောက်နဲ့ရဲသားနှစ်ယောက်ကမောင်ထွန်းတင်စီရောက်လာပြီးဒီဒဏ်ရတန်းချက်တွေဘယ်လိုရခဲ့တယ်ဆိုတာကိုစစ်မိတယ်။မောင်ထွန်းတင်ကဆရာဝန်ကြီးကိုပြောပြတဲ့အတိုင်းပဲထွက်တယ်။ဦးဖိုးဝင်းကိုစစ်ပြန်တော့လဲကလေးကိုမင်းညကဖုန်ကြီးကျောင်းမှာတွေ့လို့သူ့အိမ်ကိုခေါ်ခဲ့ပြီးမနဲ့မိုးလင်းတော့ဆေးရုံကိုခေါ်ခဲ့တဲ့အကြောင်းဘယ်အရက်ကဘဲသူ့တားမတ်တော်မသိတဲ့အကြောင်းအစစ်ခံတယ်။ ဒီလိုမေးချဖြေချပြီးတဲ့နောက် မောင်ထွန်းတင်တဲ့တဲ့ကြားလိုက်ရတာကမြပကိုးကဥပျော့ကိုဖမ်းရမင်းဆိုတဲ့ရဲအရာရှိရဲ့စကားပဲရဲအမှုထမ်းတွေပြန်ကုန်တော့ဆရာမနှစ်ယောက်ကမောင်ထွန်းတင်ရဲ့လက်ကထံရနဲ့ရင်ဘက်ကထံရများကိုပြည့်စုကုသပေးကြလို့တတော်နေသားထိုက်သားရှိလာတယ်။ဥဖိုးဝင်းကတော့သူ့တာဝန်ကျေပြီဆိုတဲ့သဘောနဲ့ပါလာတဲ့ပတ်စံအကျွေးကလေးတွေကိုမောင်ထွန်းတင်ရဲ့လက်ထဲကိုထည့်ပြီးရွာပြန်သွားရော ညနေပိုင်းမှာတခြားလူနာတွေကိုသူတို့ဆွေမျိုးမိဘတွေက လာကြည့်ကြတာစားကောင်းတောက်ဖွဲတွေလာကြွေးတာအားပေးစကားပြောကြတာတွေကို မောင်ထွန်းတင်နေ့တိုင်းတွေ့နေရတယ်။သူကတော့ဘယ်သူမှလည်းလာမကြည့်ဘူးမကြွေးဘူးဒီတော့ဟိုတွေးဒီတွေးနဲ့ဝန်းနေတယ်ငိုကျင်တယ်မျက်ရည်ကျတယ်ရှေ့မှာဘာတွေဖြစ်အောင်မဲဘယ်လိုနေရအောင်မဲဆိုတာလဲမတွေးတတ်ဘူးနောက်ဆုံးတော့အိမ်မှာမိတွေးနေနေရတာထက်တော့ ဒီလိုနေရတာကကောင်းပါသေးတယ်လို့သူ့ကိုယ်သူနှစ်သိမ့်တယ်။ဒါပေမဲ့ညောင်လေးပင်စေးရုံမှာသူကြာကြာမနေရဘူး။တနေ့မနေ့မှာဆရာဝန်ကြီးကသူ့ထံရာတွေကိုတေးတေးချာချာစစ်ဆေးပြီးရန်ကုန်စေးရုံကြီးကိုပို့လိုက်တယ်။အဆောင်တယောက်နဲ့ရန်ကုန်စေးရုံကြီးကိုရောက်လာပြီးနေရက်လောက်နေတော့သူ့ကိုမိစေးပေးပြီးခွဲစိတ်ကူတာပေးတယ်။ရန်ကုန်စေးရုံကြီးမှာကတားဆိုးတယ်။ ညနေ၄နာရီက၆နာရီအတွင်းအပြင်ကလာမေးတဲ့သူတွေခြေချင်းရှုပ်နေတာပဲတစ်သီးတွေမုတ်တွေစားစရာတွေပေးချကမ်းချကျွေးမွေးချစကားပြောချနဲ့ဆူနေတာပဲမောင်ထွန်းတင်ကတော့ငေးမောကြည့်နေရတာပဲပေါ့ဒီတော့ဝန်ရရပြန်ရောဘယ်ဖက်လက်ောက်ဝခွဲစိတ်ကုသပီးကလေးကအများနဲ့အတူအခန်းကြီးကြီးထဲမှာသူပြောင်းနေရတယ်ဒါပေမဲ့ကလေးဖြစ်နေတဲ့အတွက် လူကြီးတွေနဲ့စကားမပြောတတ်တော့တယောက်တည်းနေရတယ်လို့ပဲအเจ้าမထူးဘူးရက်တော်တော်ကလေးရလာတော့အနာအနီးကလူမမာတွေကကြိမဲ့ရှုမဲ့သူမရှိတဲ့ရက်ဝေးကကလေးဆိုပြီးတနာလာကြတာနဲ့တက်တီးလေးမုတ်ကလေးတွေပေးလာကြွေးလာကြတယ်ဒီအချိန်မှာသူ့အနာကတော်တော်ကိုတက်တာလာပြီဆိုတော့ဒီလိုနေရတာပြောတယ်လို့လို့ပဲတနေ့တော့ဆရာမတယောက်ကမင်းရောကတက်တာနေပြီ ။ညောင်လေးပင်စေးယုံကို ပြန်ပို့ရမယ်လို့မောင်ထွန်းတင်လက်ကအနာနဲ့ရင်ဘတ်ကိုစမ်းကြည့်ရင်းပြောလိုက်တယ်။ဒီတော့မောင်ထွန်းတင်ကကျွန်တော်ဘာဖြစ်လို့ပြန်သွားရအောင်ပါလဲဆရာမ။မင်းကိုပို့လိုက်တဲ့ညောင်လေးပင်စေးယုံကမင်းတက်တာရင်ပြန်ပို့ဖို့မူလကလေးကအကြောင်းကြားထားတယ်။တန်ရာရအောင်မင်းကိုလှုပ်တဲ့သူနဲ့အမှုဆိုင်ရအောင်မင်း။သူ့ရင်ဘတ်ကိုအနာတရဖြစ်အောင်လုပ်တာ သူ့အဖေးဆိုတာတတိယလိုက်တာနဲ့ ျွန်တော်ယုံဝကိုကန်တာအဖေပဲဆရာမကျွန်တော်အဖေပါများဖြစ်အောင်ပါလေဗျာလို့မေးလိုက်တယ်တီတော်ဆရာမကထောင်ချရမှာပေါ့ကွာလို့ပြောပြီးတခြားလူနာကရင်ကိုကူးသွားတယ်အဖေတော့ထောင်ချတော့မှာပဲထောင်ချတယ်ဆိုတာအလိတ်တွေကမလွတ်ပဲသူတို့အိမ်မှာကျိုးတွေနဲ့ခြိထားမှာပဲထင်တယ်အဖေကိုလည်းထမင်းနေနေပဲကျွေးမယ်ထင်ပါရဲ့မိထွေးကိုလည်းဒီလိုပဲထားမှာပဲနဲ့တူတယ်သူ့သမီးလေးကိုတော့ ဘလို့ထားမှာပါလေဒီလိုဆိုရင်မြပကိုးကအင်္ဂလိပ်မှာဘယ်သူမှမရှိတော့ဘူးပေါ့ဘယ်သူတွေများတက်နေကြမလဲမသိဘူးစသဖြင့်သူညံမီတဲ့လောက်ရှောက်တွေးပြီးစိတ်မချမ်းသာဖြစ်နေပြန်ရောတမနဲ့ဆော့ဆော့မှမောင်ထွန်းတင်အိယာကနိုးစအချိန်မှာဆရာမတယောက်ကဝင်လာပြီးမောင်ထွန်းတင်မင်းကိုညောင်လေးပင်ဆေးရုံပြန်ပို့ရတော့မယ်မင်းကိုလာခေါ်တဲ့ပလိတ်တွေရောက်နေကြပြီလို့လာပြောတော့မောင်ထွန်းတင်က ကျွန်တော်ဘာလို့လို့လဲကျွန်တော်ကိုဘာလို့ဖမ်းပါလဲလို့စိုးရိမ်တကြီးနဲ့ပြန်မေးတယ်ဒီတော့ဆရာမကပြုံးပြီးမင်းကိုမဖမ်းပါဘူးမင်းကိုကန်တဲ့မင်းအဖေကိုဖမ်းထားတယ်ညောင်လေးပင်ဆေးရုံမှာမင်းကိုဆက်ထားပြီးမင်းကိုဆေးဝါးကုသပေးမယ်အမှုအတွေ့ရုံမှာပြောစရာရှိတာတွေကိုပြောရမယ်မင်းကိုဖမ်းတာမဟုတ်ပါဘူးဆရာမကတည်တည်ချာချာရှင်းပြပေးမယ်မောင်ထွန်းတင်ကတော့အိမ်ကသူထွက်ပြေးလို့ အလိတ်တွေသူ့ကိုဖမ်းဖို့လာတယ်လို့ထင်ပြီးကြောက်နေတယ်။ဒါပေမဲ့သူ့ကိုလာခေါ်တဲ့ရဲသားနှစ်ယောက်နဲ့အတူညောင်လေးပင်ကိုလိုက်ခဲ့ရတယ်။ရဲမှုထမ်းများကလမ်းဘူတာတွေမှာသူ့ကိုပုတ်ဝဲကျွေးကြတယ်။ရုံမင်းရှေ့ရောက်လို့မေးရင်မန်းနဲ့အတိုင်းဖြစ်ပျက်ခဲ့တဲ့အတိုင်းရဲရဲပြောဖို့အဖေကိုလည်းမကြောက်ဘူး။ဘဲသူ့ကိုမှကြောက်မနေဖို့တွတ်တွတ်တွတ်မာကြတယ်။ရုံမှာရှမ်းရွာကြီးကြောင်ဖုံးတော်ကြီးကိုလည်းစစ်မယ်။ညောင်လေးပင်ဆရာဝန်ကြီးကိုလည်းစစ်မယ်။ အခုရန်ကုန်စေယုံကြီးကဒဏ်ရာတွေဘလို့ရတာဖြစ်မယ်ဘလို့ကုသရတယ်ဆိုတော့စေးစာပါလာတယ်။ညောင်လေးပင်စေယုံပြန်ရောက်တော့ရဲအမှုထမ်းများကမောင်တွန်းတင်ကိုစေယုံအုပ်ကြီးစီအပ်လိုက်တယ်။ဒီလိုအပ်နေတော့ဆရာမလေးတယောက်ကရောက်လာပြီးမောင်တွန်းတင်ရန်ကုန်မှာနေရတာပျော်ရဲ့လားလို့ရင်ရင်နေနေလာမေးတယ်။မောင်တွန်းတင်ဟာဒီအမေကိုဘယ်လို့မှမဖြစ်တတ်ဘူး။ဆရာမကလေးကိုလှမ်းကြည့်ပြီးဟုတ်ကဲ့လို့ဖြေတယ်။ဒါပေမဲ့ခေါင်းကတော့ရမ်းလို့ ရဲအမှုထမ်းတွေစေယုံအုပ်ကြီးကိုပြောစရာရှိတာတွေပြောပြီးလို့ပြန်သွားကြတဲ့အခါမှာသူ့ကိုဖော်ဖော်ရွေ့ရွေ့နှုတ်ဆက်တဲ့ဆရာမကလေးကသူ့နေရမယ့်ဂရင်အထိလိုက်ပို့ပေးတယ်။ဂရင်အနာကိုရောက်တော့ဆက်ဆုတဲ့ဆရာမကမောင်ထွန်းတင်အဖေကမောင်ထွန်းတင်လက်ကျူတာသူ့ရိုက်တာမဟုတ်ဘူးလို့ဆိုပါကလားလို့စုံစမ်းတလူလူနဲ့ပြောလိုက်တယ်။အဖေကခြေနဲ့ကန်တာပါ။မိတွေကတော့သားနေတော့မဖြစ်ဘူးဆိုတာနဲ့မိတွေရှိမှပဲ အဖေကခြေနဲ့ကန်တာပါလို့ခုံငုတ်ပြီးပြန်ပြောရင်သူ့အဖေသူ့ရင်ညွတ်ကို အခန်းထောက်မှာကန်လိုက်ပုံကို မျက်စိနဲ့မြင်လာပြီးမျက်ရည်တွေကြားလာတယ်။နောက်ထပ်ဆရာမစီကမေးတယ်မကြားတာနဲ့မှော့ကြည့်လိုက်တော့ဆရာမက သူ့အလုပ်တွေဆက်လုပ်ဖို့တခြားကရင်တစ်ခုကိုရောက်နေပါပြီ။ညအဲ့ရဝင်တဲ့အချိန်ရောက်တော့မောင်ထွန်းတင်ဟာနေ့လယ်ကသူ့စည်းလာတဲ့မိရထားကြီးကိုတတိယနေတယ်။မိရထားကြီးအကြောင်းကိုလည်းတွေးနေတယ် ဒီရထားကြီးကိုနောက်ထပ်စီးချင်နေသေးတယ်။ဒီလိုစီးပြီးဘယ်အထိလိုက်ရလိုက်ရသူလိုက်ချင်နေတယ်။မိရထားမောင်းသူကဒီလိုရှည်တဲ့မိရထားကြီးကိုဘယ်လိုများထိန်ပြီးမောင်းပါလဲ။ဒီလိုမောင်းတက်ပြီးခရီးအဝေးကြီးသွားရရင်ကောင်းပါပဲ။မဆုံနိုင်တဲ့ခရီးအဝေးကြီးကိုစိတ်ကူးမိရထားနဲ့သွားနေရင်သူအိပ်ပြောသွားတယ်။နောက်တနေ့မနေ့ထမင်းစားပြီးချိန်မှာမနေ့ကဖော်ဖော်ရွရွနဲ့နှုတ်ဆက်ခဲ့တဲ့ဆရာမလေးကရောက်လာပြီး ဒီကနေ့မောင်ထွန်းတင်ယုံချင်းရှိတယ်။လက်ကတန်ရာမပြောင်းမချင်းမင်းဒီစရုံမှာပဲနေရမယ်။အပြင်ကပလိတ်အမှုထမ်းတွေစောင့်နေတယ်။မင်းရုံးကိုခဏလိုက်သွားအောင်လို့ပြောပြီးမောင်ထွန်းတင်ကိုအပြင်မှာရှိတဲ့ရဲအမှုထမ်းနှစ်ယောက်စီအလိုက်တယ်။မောင်ထွန်းတင်ဟာရဲအမှုထမ်းများနဲ့လိုက်သွားရပြီးရုံးလို့ခေါ်တဲ့အဆောက်အအုံကိုရောက်တော့ဘာလို့ရမှမသိဘူး။ရဲအမှုထမ်းနှစ်ယောက်နားမှာပဲကန်နေတာပဲအဲ့ဒီလိုသူတို့ရက်နေတော့မှာပဲ သူ့အဖေကိုပလိနှစ်ယောက်ကယုံတယ်ခေါ်သွားတာကိုတွေ့လိုက်တယ်။ဒီနောက်မကြဘူးလူတစ်ယောက်ကယုံခန့်ဝကနေပြီးမောင်ထွန်းတင်မောင်ထွန်းတင်လို့ခက်ကြကြခေါ်လိုက်တယ်။ဒီတော့ရဲသားတစ်ယောက်ကကဲမင်းဝင်သွားတော့လို့ဆိုပြီးမောင်ထွန်းတင်ကိုယုံခန့်တင်တွန်းသွင်းလိုက်တယ်။သူတို့ကတော့ယုံတယ်ဝင်လိုက်မသွားဘူး။ရောင်ချာချာနဲ့ယုံခန့်နဲ့ရောက်သွားရောဟိုကြည့်ဒီကြည့်ကြည့်နေရကချန်ကလေးထဲမှာယက်နေတဲ့ ူ့အဖေမျက်နှာကိုလှမ်းကြည့်မိတဲ့အခါမှာသူ့ကိုစားတော့ဝါတော့မတက်ဒေါသတကြီးနဲ့ကြည်နေတဲ့သူ့အဖေမျက်လုံးကြီးနှလုံးကို မောင်ထွန်းတင်မျက်လုံးကလေးများကရင်ဆိုင်ပြီးတယ်။ဒီတော့ကြောက်စိတ်ဝင်လာပြီးဘယ်သူ့ကိုအကူရပါမလဲလို့ဟိုဟိုတီတီကြည်နေမိတယ်။မောင်ထွန်းတင်ရဲ့အခြေအနေကိုမြင်တော့တရားသူကြီးကကြောက်နေပြီဆိုတာရိပ်မိတယ်။ဒါနဲ့ကလေးဒီမှာလို့မောင်ထွန်းတင်ရဲ့အာယုံကို သူ့စီပြောင်းယူလိုက်ပြီးဒီယုံမှာ လေးဘာမှကြောက်စရာမရှိဘူးမိတော်ကသာမမှန်တာပြောလို့စကားပလင်ခံပြီးမိခွန်းတွေမိတာပဲတရားသူကြီးကမောင်ထွန်းတင်ရဲ့အသက်ကိုမိတယ်မောင်ထွန်းတင်က သူ့အသက်ဘလောက်ဆိုတော့ကိုမပြောတတ်တယ်လို့ဖြစ်နေတော့တရားသူကြီးကဥပျော်ရှိရဖက်ကိုလမ်းပြီးမောင်ထွန်းတင် အသက်ဘလောက်ရှိပါလဲဟုတ်မိလိုက်သည်ဥပျော်က၈နှစ်လို့ဖြေတော်ကိုမှတ်ယူပြီးတဲ့နောက်မှာ မောင်ထွန်းတင်ကိုဆက်မိတယ်မင်းအင်းကဘာဖြစ်လို့ထွက်ပြေးခဲ့တာလဲ ကျွန်တော်အဖေကခြေနဲ့ကန်လို့ပါမင်းအဖေကမင်းကိုဘာဖြစ်လို့ဒီလိုခြေနဲ့ကန်တာလဲမိတွေးကိုခံပြောမိလို့ပါဘယ်နေရာကို ကန်လိုက်တယ်လဲရင်ဘတ်ကိုကန်ပါတယ်ရင်ဘတ်ကိုကန်တော့ဘယ်လိုဖြစ်သွားတယ်လဲအောင်သွားပြီးအဲ့ဒီနေရာမှာပဲအိပ်ပျော်သွားပါတယ်ဒီလိုအကန့်ခံရတော့ဘယ်အချိန်လောက်ရှိပါလဲညရောက်စတာတာအချိန်လောက်ပါ ခြေနဲ့မကန်ခင်မင်းကိုဘာနဲ့ရိုက်သေးတလဲမြုံထန်းနဲ့ထမ်းပိုးနဲ့ရိုက်မလို့ရွေနေတော့ကျွန်တော်ရှစ်ခိုးတာနဲ့အဲ့ဒီထမ်းပိုးကိုလွှင့်ပစ်ပြီးဘာမှမပြောတော့ပဲရင်ဝကိုကန်လိုက်တာပဲဘယ်အချိန်လောက်မှမင်းတတိပြန်ရလာတလဲကျွန်တော်တတိရတာတော့မသိဘူးအဲ့ရာကနိုးလို့ရေးတောက်ပြီးခဏနေတော့မိုးလင်းတာပဲမင်းလက်ကဒံရာကဘလို့ရလာတာလဲအိမ်ပေါ်ကအစင်မှာရင်သေးကအောင့်ပြီး မူးတလို့ဖြစ်ပြီးလေကားကလိမ့်ချသွားလို့ကြိုးတာပါတရားသူကြီးမီးလို့မောင်ထွန်းတင်ကသူဖြစ်ခဲ့တာတွေကိုသူနားလေတယ်လို့သိတယ်လို့ဖြေတဲ့အခါမှာသူဝေဒနာခံစားရပုံအိမ်မှာမနေဝွန်တော့လို့ပြေးခဲ့ပုံလက်မတီပဲဂိုင်းတော်ကြီးရဲ့ဖြက်ပြေးရင်ဖုံးတော်ကြီးចောင်းကိုရောက်ပုံ ဖုံးတော်ကြီးចောင်းမှတစင်ဥဖိုးဝင်အိမ်ထို့နောက်ညောင်လေးပင်စေးယုံကိုရောက်ရပုံရန်ကုန်စေးယုံကြီးမှာမိစေးပေးပြီး ခွဲစိတ်ကုတရပုံညောင်လေးပင်စေးယုံပြန်လာတဲ့အထိဖြီးသွားတယ်။တရားသူကြီးမိသားတွေကို ဖြီးနေတော့သူ့အဖေမျက်နှာကိုမကြည့်မိအောင်မောင်းထွန်းတင်တင်းထားတယ်။ဒါပေမဲ့တစ်ချက်ကြည့်မိလိုက်တော့သူ့အဖေမျက်နှာကသူ့ကိုအစိမ့်လိုက်ဝါးစားတော့မယ့်အတိုင်းပဲ။ဒါတော့ကြောက်စိတ်ဝင်လာတယ်။စိုးရိမ်လာတယ်။ငါအိမ်ပြန်ရောက်ရင်တော့အဖေကငါကိုတတ်မှာပဲလို့စဉ်းစားမိတယ်။ဒါတော့ဘာပဲဖြစ်ဖြစ်ငါဘယ်တော့မှ အိမ်မပြန်ဘူးလို့ဆုံးဖြတ်လိုက်တယ်။ဒီလိုဆုံးဖြတ်လိုက်ပေမဲ့ဘယ်မှာနေပြီးဘယ်လိုစားမယ်ဘယ်ကိုရောက်လို့ဘာတွေဖြစ်ရအောင်မင်းဆိုတာတော့သူမတွေးတက်ဘူး။မြင်လဲမမြင်နိုင်ဘူး။၈နှစ်အရွယ်သားနဲ့အဖေကရုံးသက်ပြီးအစ်စ်အစေးခံနေရတဲ့အမှုထူးအမှုဆန်းကို လာနာထောင်နေကြတဲ့သူတွေက ကြိတ်ကြိတ်တိုးပဲ။ဒီလူအုပ်ကြီးတွေကမိမ့်မကူမျက်နှာလှုပ်ချင်တာနဲ့ပါကလေးကိုရိပ်ရက်ဆက်ဆက်နှိပ်စက်တဲ့အကောင် ငါသာအစိုးရဆိုရင်ကြိုးပေးတယ်လို့ပြောတဲ့သူကပြောမိထွေးပါအရေးယူရမယ်အမှုမိထွေးတော့မဖမ်းမဲကိုလို့ဆိုတဲ့သူကဆိုအမှုလာနားထောင်တဲ့သူတွေကအမှုသွားအမှုလာကို တိချပြီးကျေလောင်ကျေလောင်ဝေဖန်နေကြတယ်ဒီအတန်တွေကို တရားသူကြီးကလည်းကြားတယ်မောင်ထွန်းတင်နဲ့သူ့အဖေလည်းကြားတယ်ဒီအတန်တွေရုံခန်းနဲ့ဝင်လာလေဥပြော့ရဲ့မျက်နှာကတင်းပါလေမောင်ထွန်းတင်ရဲ့စိတ်နှလုံးကညှိုးလေပဲ အမှုစစ်ပြီးသွားလို့မောင်ထွန်းတင်ရုံခန်းထဲကထွက်လာတော့လာနာထောင်တဲ့လူတွေတဲကတချို့ကမောင်ထွန်းတင်ထွက်လာတဲ့အခန်းဝစီလာပြီးမင်းလက်ကဒံရဟာမင်းအဖေရိုက်လို့ရတဲ့ဒံရလို့ဘာဖြစ်လို့မပြောလိုက်တာလဲကွာလို့စီးပြောတဲ့လူလဲရှိတယ်။မင်းအဖေစီမပြတ်နဲ့ကွာမင်းကိုငါမွေးစားမယ်လို့ပြောတဲ့သူက2ဦး3ဦးတို့နဲ့အတူနေမလားလို့လာမေးတဲ့သူက3-4ယောက် ဒီလိုမွေးစားခြင်းနဲ့သူတွေအထဲမှာအသက်90ကျော်ကျော်လောက်ရှိတဲ့ဝဝခန့်ခန့်အမျိုးသမီးကြီးတစ်ယောက်လည်းပါတယ်။အဲ့ဒီအမျိုးသမီးကြီးကအမှုပြီးလို့ဆေးရုံကဆင်းရင်ရုံမင်းစီခွင့်တောင်းပြီးမင်းကိုစားချုပ်စားရတဲ့တာအဖြစ်ကြီးကြီးမွေးစားမယ်။အမေနဲ့နေမယ်မဟုတ်လားလို့ပြုံပြုံချူချူနဲ့လာမိတယ်။ဆေးရုံကဆင်းရင်ဘယ်သွားလို့ဘယ်လာရမှမသိဘယ်မှနေရမှမသိဖြစ်နေတဲ့မောင်ထွန်းတင်ကစိတ်ကောင်းရှိတဲ့အမျိုးသမီးကြီးဖြစ်မှာပဲလို့အကဲခတ်မိပြီးဟုတ်ကဲ့ နေပါမယ်လို့ပြန်ပြောလိုက်တယ်။ဒီအဖြေကိုရတော့အဲ့ဒီအမျိုးသမီးဟာမောင်တွန်းတင်ကိုလှိုက်ပို့တဲ့ရဲမှုထမ်းတွေနဲ့အတူစေးယုံကိုလှိုက်သွားတယ်။မောင်တွန်းတင်ကိုရှင်ပြုမယ်။ပညာသင်ပေးမယ်။သမီး၃ယောက်မွေးခဲ့ပေးမယ်။အခုတော့မောင်တွန်းတင်အရွယ်ရွယ်တူသမီး၁ယောက်သာရှိတယ်။အင်းကလည်းအကျဲကြီးစသဖြင့်မောင်တွန်းတင်လက်ကိုဆွဲပြီးမနေနေချင်းအောင်လမ်းတစ်လျှောက်လုံးပြောသွားတာပဲ။စေးယုံရောက်တော့ဒီအမျိုးသမီးကြီးကတည်င်းရောက်အောင်လှိုက်ပို့ပြီးကဲ ငါသားလေးခဏနေရဲ့အောင်တော်တော်ကြာအမိတစ်ခေါက်ထားအောင်မေလို့ပြောပြီးပြန်မေအလုံးမှာမောင်ထွန်းတင်ရဲ့ပါဇက်ကဟုတ်ကဲ့အမေလို့အလိုလိုထွက်သွားတယ်။သူ့ကိုအမေလို့ခေါ်တန်ကြားလိုက်ရတဲ့အတွက် အမျိုးသမီးကြီးဟာမြေကိုနင်းမိတယ်မထင်တဲ့အထိကြီးနူးပြီးစေးရုံပေါ်ကဆင်းသွားတယ်လို့မောင်ထွန်းတင်မှလည်းသူ့ပါဇက်ကအလိုလိုအမေလို့ထွက်သွားတာကိုအံ့ဩပြီးကြံ့ရစ်ခဲ့တယ်လေ။အဲ့ဒီနေ့ညနေကစပြီးအမျိုးသမီးကြီးဟာ ထမင်းဟင်းစားစရာမုတ်ပဲတရေစာတွေကိုပို့တယ်။ညနေတိုင်းကိုယ်တိုင်လာတယ်။မောင်ထွန်းတင်ကို သားအရှင်လိုဂယုစိုက်တယ်။အားပေးစကားတွေပြောတယ်။ကျင်ကျင်နာနာယွယွရရပြုစုတယ်။တည်သွားတဲ့သူ့အမေကိုစားဂယုနာကြီးမားတဲ့အမေအစ်စ်ရတာပဲဆိုပြီးမောင်ထွန်းတင်ကလည်းဝမ်းသာလို့မဆုံးဘူး။ညနေဆောင်ပြီးဆိုရင်သူ့အမေအစ်စ်ကိုမျောပြီးလူနာကရင်ပေါ်မှာသွေးသားမတော်ဆက်တဲ့သားအမေနဲ့ရောက်ချစ်ချစ်ခင်ခင်ပြောလားဆိုလား ပွေလာဖက်လာနေနေကြတာကိုနှစ်ယောက်စလုံးကကျင့်နှက်နေကြတယ်။အမေလိုနေတဲ့သားနဲ့သားလိုနေတဲ့အမေကိုဒီလိုမြင့်တာဂယုနာမျိုးနဲ့မိခင်အရင်နဲ့မခြားပြုစုဂယုစိုက်တာကိုခံရတော့မောင်ထွန်းတင်ဟာဝမ်းသာလွန်းလို့မျက်ရည်တွေကျလာတယ်။သူ့အမေအရှင်ကိုလည်းတတိယခွန်းပီးတမိတယ်။အမေဆုံးသွားပြီမဲ့အမေအစားရလို့တော်သေးတယ်လို့လည်းတွေးမိတယ်။မောင်ထွန်းတင်မျက်ရည်ချတာကိုမြင်တော့ အမျိုးသမီးကြီးဟာပြပြတလဲဖြစ်သွားပြီးမောင်ထွန်းတင်ရဲ့ပားပြင်ပေါ်စီးကျလာတဲ့မျက်ရည်တွေကိုယွယွရရသုတ်ပေးတယ်။တာဝန်းနေမနေပါနဲ့။ဘာဖြစ်လို့လဲ။အမေတို့မှဘာမှပူစရာမရှိဘူး။တာနဲ့သမီးတသက်စားမကုန်ပါဘူး။တာကျမ်းမာလို့ဆေးရုံကဆင်းခွင့်ရတဲ့နေ့အယောက်ရင်တွေ့မှာပေါ့။တာဝတ်ချင်တဲ့အဝတ်တွေကြိုက်တာဝတ်စမ်း။အမေမှအထည်ဆိုင်ကြီးတဆိုင်အထည်တွေအပြည့်ရှိတယ်။ တော့မှလည်းလေတွေရှိတယ်။ကျွေးနွားတွေလည်းရှိတယ်။နောင်ရေးအတွက်ဘာမှမပူနဲ့သား။ကျမ်းမာလာဖို့နဲ့အမှုပြီးဖို့ပဲအရေးကြီးတယ်။စသဖြင့်မောင်တွန်းတင်ကိုချော်ရဲသူ့သားဖြစ်နေပြီလို့တွတ်ထားပြီးကို မိခင်များရင်ထဲကထုတ်ပြီးပြောတတ်တဲ့စကားတွေပေါ့။မောင်တွန်းတင်မျက်ရည်ချတာကတော့နောင်ရေးအတွက်ပူပင်လို့မဟုတ်ဘူး။ချစ်ခင်ယူရသူနဲ့တွေ့ရလို့သူ့အမေကိုတတိယပြီးလွှမ်းလို့ပဲ။ဒါကိုမိခင်အစ်စ်ကတော့မသိရှာဘူး။ညောင်လေးပင်ဆေးရုံမှာတက်နေတာ ရက်တွေရလာတော့မောင်ထွန်းတင်ရဲ့ရင်ဘက်ကဝေဒနာနဲ့လက်ကအနာများကပျောက်သလောက်ရှိလာပြီးစေးယုံကဆင်းပြီဆိုရင်ဆင်းနိုင်ပြီတနေ့တော့ယုံကစင့်စာရောက်လာတာနဲ့မောင်ထွန်းတင်ယုံကိုတွားရမယ့်ကိစ္စဖြစ်လာတယ်အမှုဆိုင်နေရတဲ့ကိစ္စနဲ့တော့မဆိုင်ဘူးဆုံးချီလိုက်ပါမတ်စစ်ပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းစီကို22ပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်အခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နှားဆင်အားပေးကြပါအောင်ရှင်။ channel ကို like and subscribe လုပ်ကြဖို့လည်းမမေ့ကြပါနဲ့နော်